ဥဝင်တင်ကိုစံတမူထားပြီးတော့စဉ်းစားမယ်ဆိုရင်မြန်မာပြည်ရဲ့နိုင်ငံကြီးကအင်မတန်မှတိတ်ခါရှိတဲ့နိုင်ငံဖြစ်မယ်လို့ဒေါန်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ဥအောင်ကြီးရဲ့သတင်းမှာရှုစားနိုင်ပါတယ်ခင်ဗျာ။မေလ20ရက်နေ့ကဆရာဥဝင်တင်ရဲ့တလားပြည့်အောင်မွေပွဲခမ်းနားကိုရန်ကုန်မြို့ချုပ်ကုန်းတိုင်းလမ်းမှာရှိတဲ့တော်ဝင်နေစီကမ်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီခမ်းနားမှာဒေါန်ဆန်းစုကြည်ကအခုလိုပြောကြားသွားတာပါ။ကျမတို့ရဲ့နိုင်ငံအတွက်ကျမတို့ရဲ့ပြည်သူပြည်သားတွေအတွက်ကျမတို့ရဲ့နောင်နာနောက်သားတွေအတွက်ဆုံးရှုံးမှုမရှိစေရအောင် ဘယ်လိုအမွေနှစ်တွေကျမတို့မျိုးဆက်တွေကထားခဲ့နိုင်မလဲဆိုတော့ကျမတို့ဆရာကိုရှေ့မှာတင်ပြီးတော့ဆရာကိုစံနမူနာထားပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်နိုင်ငံရေးမြန်မာနိုင်ပြည်ရဲ့နိုင်ငံရေးဟာအင်မတားမှသိခါရှိပြီးတော့အင်မတားမှမြင့်မြတ်တဲ့နိုင်ငံရေးမျိုးဖြစ်မယ်လို့ကျမယုံကြည်ပါတယ်တချို့ကနိုင်ငံရေးဆိုတာသိခါရှိတဲ့မြင့်မြတ်တဲ့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောတဲ့သူတွေလည်းရှိပါတယ်ဒါလည်းကျမလက်မခံပါဘူး နိုင်ငံရေးဟာနိုင်ငံရေးပဲမြင့်မြတ်သလားမမြင့်မြတ်ဘူးလားအဲကောင်းတယ်လားဆိုတယ်လားဆိုတော့နိုင်ငံရေးလုပ်ရဲ့ပုံကိုယ်ပေါ်မှာအများကြီးဖူတည်ပါတယ်အခမ်းအနားကိုမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဖွဲ့ဝင်တွေ68မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ဒီမိုကရေစီအားစုတွေတက်ရောက်ခဲ့ကြပါတယ်ဆရာဝန်တရားနိုင်ငံရေးညီမှန်းချက်ကိုရှေ့တန်းတင်ပြီးပုံကိုယ်ရည်ရွယ်ချက်မရှိခဲ့ပါဘူးဆရာဝန်တရားဒေါအောင်ဆန်းစုကြည်ကိုပထမဦးဆုံးအင်တာဗျူးခဲ့တဲ့သတင်းတောက်တူလည်းဖြစ်တယ်လို့ဆရာဦးမိုးသူကလည်းပြောပါတယ် ဒေါံဆန်းစုကြည်လိုမျိုးရေးမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့တွစ်ဆုံဆွေးနွေးရေးလှစ်တော်ခေါ်ယူရေးကိုဒီဇိုင်းမမတ်လှုပ်ဆောင်ခဲ့ပါတယ်။ဆရာဦးဝင်းနေရဲ့အဓိကဆောင်ဖို့ကတော့မတရားတဲ့အမိန့်အာဏာဟူသမျှတော်ဝင်ရဖီဆန်ကြဆိုတဲ့ဆောင်ဖို့ကတော့ယနေ့တိုင်ဒီမိုကရေစီအင်အားစုတွေကင်ဆွဲနေတဲ့ဆောင်ဖို့တစ်ခုလည်းဖြစ်ပါတယ်။သတင်းစာဆရာလည်းဖြစ်ဝိုင်းနိုင်ငံရေးသမားလည်းဖြစ်တဲ့သတင်းစာဆရာကြီးဦးဝင်းတင်ဟာဧပြီလ22ရက်နေ့ကရန်ကုန်စေယုံကြီးမှာကွယ်လွန်သွားပြီးမေလ22ရက်နေ့မှာတော့တလားပြည့်သွားပါပြီ။ကျွန်တော်အောင်ကြီးပါ။